因为我不需要依靠斗地穴了，就能走到今天。လင်းလုံးတရားအချိန်တော်တော်ကြာတဲ့ထိထွက်မလာသေးပါဘူးဒါပေမဲ့ဆရာရန်ကတော့ရက်ဆောင်နေပါတယ်အဲ့ဒီအချိန်ကြည်ရွက်ရောက်လာပြီးတော့လင်းလုံးထွက်မလာသေးဘူးလားဆိုပြီးတော့မေးလိုက်ပါတယ်ဘာလို့လဲဆိုတော့အချိန်က24ရက်တောင်ရှိသွားပြီလေဒါကြောင့်တခုခုဖြစ်မှာကိုစိုးရိမ်နေတာပါ ဆရာရန်ကတော့တခုခုဖြစ်တာမျိုးမဟုတ်ပဲနဲ့လင်းတုံကအထမအထမအမှတ်သား၃ခုအဆောင်ဆရာအဆင့်ကိုတက်ချင်နေတာဖြစ်မယ်ဆိုပြီးတော့ခံမှန်းလိုက်ပါတယ်။ဒါကိုကြတော့ကြည်ရွယ်ကတော့ဘလို့မှမယုံကြည်နိုင်ဖြစ်နေပါတယ်။အဲ့ဒီချိန်လင်းတုံကတော့အောင်အောင်မြင်မြင်အဆင့်တက်သွားနိုင်ပါတယ်။ဖြာထွက်လာတဲ့စွမ်းရည်တွေကိုကြည်ရင်နဲ့ဆရာရန်တို့ကလည်းလင်းတုံအောင်မြင်သွားပြီဆိုတာကိုသိလိုက်ပါတယ်။လင်းတုံကတော့အဆင့်တက်သွားပြီးတဲ့နောက်ခြီစွမ်းရည်အဆင့်စိတ်စွမ်းရည်လှုပ်ဝဲခြင်းစဉ်ကိုစမ်းဖို့လုပ်လိုက်ပါတယ်။အသွင်ပြောင်းအဆောင်အစီရင်ကိုထုတ်သုံးကြည့်လိုက်တော့တကယ်ပဲအောင်မြင်သွားပါတယ်။ အသွင်ပြောင်းလင်းကိုထုတ်သုံးပြီးတော့ရှေ့ကကြောက်တိုင်နဲ့ဆန်းကြည့်လိုက်ပါတယ်။တော်တော်ပြင်းထန်နဲ့တိုက်ကွက်ပါပဲ။လင်းတောင်ကိုယ်တိုင်ကလည်းစွမ်းအားတစ်လောက်ကြီးနေတာကိုသတိထားမိသွားပြီးတော့အံ့ဩသွားပြီလေ။ဖြက်စီးမိလိုက်တာကိုကြည်ရင်နဲ့ဆရာရန်ပြစ်တင်မှာကိုကြောက်နေပါသေးတယ်။ပြည်တာနဲ့ဆင်းသွားဖို့လုပ်လိုက်ပါတယ်။ဒါပေမဲ့လည်းမျက်နှာချက်ပေါ်ကအစီရင်ကလင်းလာတာကြောင့်မို့လို့လင်းလုံတယောက်မွေးရပါဝိညာဉ်အဆောင်ကိုထုတ်ပြီးတော့ဘာလဲသိအောင်ကြိလိုက်ပေမဲ့အဆောင်ကမြုပ်သွားတာကြောင့်အသေးအံအနားကိုကတ်သွားပြီးတော့သွားကြိလိုက်တဲ့အချိန်မှာတော့သူကိုယ်တိုင်လည်းဆုပ်ယူခံရရပါတယ်။အဲ့ဒီအချိန်ကြိရွက်ကလည်းပုံစံငယ်မှာလင်းတုံပြောက်သွားတာကိုသတိထားမိသွားတယ်လေ။ ဆရာရန်ကတော့လင်းနောက်တယောက်လျှို့ဝှက်နေရကိုများရှာတွေ့သွားလာလားဆိုပြီးတော့ခံမှန်းလိုက်ပါတယ်အဆောင်ဆရာပြတ်သက်မှာလျှို့ဝှက်နေရရှိနေသေးတဲ့အကြောင်းကြည့်ရတော့မသိပါဘူးအဲ့ဒါကရန်မျိုးရဲ့အဆောင်ဆရာပြတ်သက်ရဲ့နှစ်တရာတွင်ကဒဏ္ဍာရီတစ်ခုပါပြောကြတာကတော့အဲ့တုန်းကအဆောင်ဆရာပြတ်သက်ကိုတီဆောက်ခဲ့တဲ့လျှို့ဝှက်အဆောင်ဆရာကပြတ်သက်ထဲကတနေရာမှာလျှို့ဝှက်နေရာတစ်ခုကိုတီဆောက်ခဲ့တယ်ဆိုပြီးတော့ပါသူကလျှို့ဝှက်ဖိုးတဲ့ရဲနာတစ်ခုကိုအဲ့ထဲမှာဖွက်ထားပြီးတော့ကံပါတဲ့သူကိုစောင့်နေရလေလင်းတုံတယောက်ကတော့လေဟာနယ်လိုနေရာတစ်ခုကိုရောက်သွားပြီးတော့မွေးရပါဝိညာဉ်ဆောင်တွေကလင်းတုံကိုလမ်းပြပေးလိုက်ပါတယ် သူတို့ခေါ်သွားတာကတော့ကြီးမားတဲ့ကြောက်တိုင်တစ်ခုစီကိုပါအပေါ်မှာလည်းစာရေးထားပါသေးတယ်လင်းတောင်ကတော့ဒီအရာကဘာကြောင့်များသူ့ရဲ့မွေးရပါဝိညာဉ်ဆောင်ကိုဆွဲဆောင်နေတာလဲဆိုပြီးတော့တွေးလိုက်ပါတယ်ကြောက်တိုင်ပေါ်မှာရေးထားတဲ့ပုံစံလင်းတောင်ရဲ့မွေးရပါဝိညာဉ်ဆောင်နဲ့နည်းနည်းတူနေပါတယ်ဒါကိုလင်းတောင်ကလည်းသတိထားမိတယ်လေအဲ့ဒီချိန်စကားသံတစ်ခုထွက်လာပါတယ်ဒီလိုနေရာသေးသေးလေးမှာဘိုးဘေးအဆောင်ရဲ့တည်င်းအချက်လက်ရှိနေမယ်လို့မထင်ထားဘူးဆိုတော့ကိုပါအတံမဲကြပြီးတော့လူမမြင်ရတော့လင်းတုံတယောက်အသေးတန်လိုက်ရှာနေပြီလေတကယ်တော့အဲ့ဒါကလူလဲမွေပါရဲ့အတံမှာ ပြီးတာနဲ့ကိုထင်ပြလိုက်ပါတော့တယ်စကင်ဘာညာအနေထားကတော့ချိန်သွားပြီလေလင်းလုံကိုလည်းကြီးလိုက်ရင်နဲ့အဝတ်စားကတော့မစိုးပါဘူးဆိုပြီးတော့ချီကျူးလိုက်ပါတယ်ပြီးတာနဲ့လင်းလုံဆွမ်းအားတွေအားကောင်းလာတာကိုလည်းရိပ်မိတယ်လေဒါပေမဲ့နည်းနည်းလေးပါပဲဆိုတော့နှစ်ကောင်သားထပ်တက်ကြပါတော့တယ်သူ့ကောင်းကိုလုံးရမလားဆိုပြီးတော့မွေပါကဘာလို့ဒီလောက်အကြီးမန်းငယ်မန်းမသိသေးရလဲဆိုပြီးတော့ဆူလိုက်ပါတယ်လင်းလုံကတော့အခုမှမွေပါရဲ့အယောင်ကပြောင်းသွားလာကြောင်းမလို့ဘာလို့လဲဆိုပြီးတော့မေးလိုက်ပါတယ်တကယ်တော့အဲ့ဒါကမှမူလပုံစံမှာလင်းလုံတယောက်ခုနကပြောခဲ့တဲ့ဘူဘေးအဆောင်ဆိုတာကိုပြန်မေးလိုက်ပါတယ် ဘိုးဘေးဆောင်ဆိုတာကမိုးနဲ့မြေကြားကအင်အားကြီးဆုံးတရှိမှုပါမိုးနဲ့မြေကြားကအဆောင်ဆရာတွေကစိတ်ဆွမ်းရင်နဲ့မွေးရပါအဆောင်အမှတ်သားကိုဖန်တီးပြီးတော့အဲ့ဒီအဆောင်အမှတ်သားတွေကိုအများကြီးခွဲခြားထားပြီးတော့အစ်စ်နေကလည်းအမျိုးမျိုးပါပဲဒါပေမဲ့အင်အားကြီးဆုံးအဆောင်အမှတ်သားကတော့ဘိုးဘေးဆောင်ပါဘိုးဘေးဆောင်ကိုလူကဖန်တီးထားတာမဟုတ်ပါဘူးမိုးမြေရဲ့စီးမြင့်တွေကနေဖြစ်ပေါ်လာတာပါစုစုပေါင်း၈ခုရှိပါတယ်တခုချင်းစီတိုင်းကလည်းကောင်းငင်ကိုထိုးဖောက်နိုင်တဲ့စွမ်းအားရှိတယ်လေဘိုးဘေးဆောင်ကိုပိုင်ဆိုင်တဲ့သူကဒီမိုးနဲ့မြေကြားမှာအင်အားကြီးဆုံးလူဖြစ်လာမှာပါ ဘိုးဘေးဆောင်ကအဲ့လောက်ထိကိုအံ့ဩစရာကောင်းပါလေအခုတော့လင်းတုံတို့အရှိမရှိနေတာကတော့ဘိုးဘေးဆောင်မဟုတ်ပါဘူးဘိုးဘေးဆောင်လိုမျိုးမိုးနဲ့မြည်ရဲ့အံ့ဖွယ်ပစ္စည်းမျိုးကဒီလိုမျိုးလောလောကူကူနဲ့ပေါ်လာမှာမဟုတ်ဘူးလေဒါဆိုရင်အရှိကပါလေအဲ့ဒါကတော့ဘိုးဘေးဆောင်ရဲ့ပုံတူပါဘိုးဘေးဆောင်ကိုဒီလောက်ထိပြည့်ပြည့်စုံစုံပုံတူကူးနိုင်တယ်ဆိုတာအကျော်မော်တယောက်ကပဲလုံနိုင်မှာပါလင်းတုံရဲ့မွေးရပါဝင်းကျင်ဆောင်ကဒီပုံတူနဲ့နည်းနည်းဆင်တဲ့အတွက်မွေးပါကတော့မွေးရပါဝင်းကျင်ဆောင်ကိုပုံတူအနာကတ်ခိုင်းလိုက်ပါလေမွေးရပါဝင်းကျင်ဆောင်နဲ့ဘိုးဘေးဆောင်ကဘလို့ပတ်သက်မှုရှိလဲဆိုတာသိရအောင်လို့လေ ကတ်ကြည့်လိုက်တဲ့အချိန်မှာတော့ပုံတူကလင်းလာပြီးတော့မွေးရပါဝင်းကျင်ဆောင်ကိုဆုတ်ယူလိုက်တဲ့အချိန်မှာလင်းတုံတယောက်အသေးတန်တားလိုက်ပါတယ်။မွေးပါကတော့ဘာလို့ကက်စီနိုနေရလဲဆိုပြီးတော့ပြတ်သွားတော့လဲပြန်ကျင့်လိုက်ပေါ့ဆိုပြီးတော့ပြောလိုက်ပါတယ်။ပြောတာကြတော့တော်တော်လွဲပါတယ်။တကယ်လို့ဒီပုံတူထဲမှာသာဘိုးဘေးအဆောင်ရဲ့တဲလုံသာတကယ်ရှိခဲ့ရင်လင်းတုံတယောက်ထန်ရွှန်းကုန်းကြီးကြီးရဲ့အထိတ်တန်းကြော်မဖြစ်လာမှာလေ။မွေးပါရဲ့စကားကိုယုံစားပြီးတော့လင်းတုံတယောက်လှုပ်ပေးလိုက်ပါတယ်။ပြည်ရနဲ့အစိမ်းအောင်ဆွမ်းရင်နေပြန်ထွက်လာပြီးတော့မြေပြင်ပေါ်မှာတာရန်တော်ဝင်မင်းဆက်ရဲ့မြေပုံပေါ်လာပါတယ်။ပြည်ရနဲ့ဘိုးဘေးအဆောင်နှစ်ခုရဲ့တီနီယာချက်လက်တွေလည်းပေါ်လာပြီလေ ငွေပါကတော့သူထင်တာမမှားဘူးဆိုပြီးတော့တော်တော်လေးသဘောကျသွားပါတယ်တကယ်လို့လင်းတုံသာဘိုးရေးဆောင်တစ်ခုကိုရားနိုင်ရင်လို့ပြောနေတော့မှာပဲလင်းတုံကတော့ခုနကသူ့ရဲ့မွေးရပါဝိညာဉ်ဆောင်ကိုပြန်ယူခြင်းနေပါတယ်လင်းတုံကိုကြည့်ပြီးတော့ဘိုးရေးဆောင်ကြီးအရှိမရှိနေတာကိုဘာလို့အဲ့ဒီတောက်ဝိညာဉ်ဆောင်ကိုပဲစိတ်ဆွဲနေရလဲဆိုပြီးတော့မွေးပါကတော့ဒေါသထွက်သွားပါတယ်ဘိုးရေးဆောင်လို့ဒန်နာဤလာအရာကသူ့အတွက်ရန်ဝေးလွန်းနေဆိုပြီးတော့လင်းတုံတွေးထားတာမို့လို့လေလက်ရှိချိန်မှာလင်းတုံကလင်းမိသားစုကိုရန်မျိုးထဲမှာခြေကိုရအောင်လှုပ်ဖို့လိုနေပါတယ်ပြီးတော့နောက်နှစ်နှစ်နေရင်လင်းမျိုးနယ်စုပြောင်းလဲကလည်းရှိနေပါတယ် ဒါကြောင့်အနိုင်ရပြီးတော့သူ့အဖိုးကိုဘိုးဘေးမျိုးနွယ်စီကိုပြန်လို့ရအောင်ကူညီဖို့လိုအပ်ပါတယ်။အဲ့ဒီချိန်မှာပဲသူ့ရဲ့မွေးရပါဝိညာဉ်ဆောင်ကပြန်ထွက်လာပြီးတော့ပေါ်လာတဲ့ဘိုးဘေးအဆောင်ရဲ့တည်နေရာချက်လက်တွေကိုစုပ်ယူလိုက်ပါတယ်။ဘာလို့စားပြီးတော့ဒီလောက်တောင်ကန်ကောင်းနေရလဲလို့ပြောပြီးတော့မွေးပါတကောင်လင်းတုံကိုအားရကြနေပြီလေ။တကယ်တော့ဘိုးဘေးအဆောင်ကပေါ်လာခဲ့ရင်ဒီထန်းရွှန်းကုန်းမြကြီးကတော့မိုးနဲ့မြေကသောက်ထိုးလံကုန်တော့မှာပါ။ဒါပေမဲ့လက်ရှိလင်းတုံရဲ့အင်အားနဲ့ကတော့ဘိုးဘေးအဆောင်ကိုသွားရှာဖို့ဆိုတာမတင့်တော်သေးပါဘူး။ ဒါကြောင့်ဘိုးဘေးအဆောင်ရဲ့သတင်းချက်လက်တွေကိုဘသူကမှမပြောပြဖို့ကိုမှားလိုက်ပြီးတော့မဟုတ်ရင်လင်းတုံလည်းသူ့လိုပဲအဆုံးသတ်ရလိမ့်မယ်ဆိုပြီးတော့တတိပေးလိုက်ပါတယ်။သူ့ကိုယ်တိုင်ကလည်းဘိုးဘေးကြောက်တုံးကြောင့်မလို့ဝိုင်းလူခံရပြီးတော့အခုလိုမျိုးဖြစ်သွားတာလေ။ပြီးရနေနှစ်ယောက်သားထွက်သွားကြပါတယ်။ချင်းထန်ကတော့ငိုယိုပြီးတော့ရှောင်ရံနဲ့တူတူလင်းတုံစီကိုရောက်လာပြီလေ။လူ၃ယောက်ကချင်းထန်ကိုတားလိုက်ပါတယ်။မဖိတ်ခေါ်ထားတဲ့အပြစ်လူဖြစ်နေတာကြောင့်မလို့ပါ။ ချင်းထန်ကတော့သူကလင်းတုံရဲ့ညီမဖြစ်ပြီးတော့လွန်ခဲ့တဲ့ရက်အနေငယ်ကဒီကိုလာပြီးတော့ပြတ်သက်တိုက်ပွဲထဲမှာဝင်ပါခဲ့တဲ့အကြောင်းပြောပြီးတော့အခုသူတို့လင်းမိသားစုမှာတော်တော်လေးကြီးတဲ့ပြဿနာဖြစ်နေတာကြောင့်အခုချက်ချင်းပြန်ခေါ်သွားဖို့လိုတဲ့အကြောင်းကိုငိုတယ်လေးနဲ့ရှင်းပြလိုက်တဲ့ခါမှာတော့ကိုကြီးတွေကဂယုနာတက်သွားပြီးတော့ချင်းထန်ကိုလင်းတုံစီခေါ်သွားလိုက်ပါတယ်အဲ့ဒီချိန်လင်းတုံကလည်းပြန်ထွက်လာနေပြီလေရောက်ရောက်ချင်းပဲနှုတ်ဆက်လိုက်ပြီးတော့လင်းတုံကရံမြုပ်ရဲ့အဆောင်ဆရာပြတ်သက်ကိုလူပေးနိုင်တဲ့အတွက်ကျေးဇူးတင်ကြောင်းပြောလိုက်ပါတယ် ကြည်ရွယ်ကလည်းအခုဆိုရင်သူ့ကိုတော်သားဆိုပြီးတော့အထင်မသေးတော့ပါဘူး။ယူတာကြိုးစားတယ်။လူတော်လေးမှန်းတိသွားတာကြောင့်မို့လို့ပါ။ဆရာရန်ကတော့လှည့်ဝက်နေရာကိုဝင်သွားခဲ့တယ်မလားလို့မေးပြီးတော့နှစ်တရာအတွင်းအဲ့နေရာကိုဘယ်သူမှမဝင်နိုင်ခဲ့တဲ့အကြောင်းကိုပြောပြလိုက်ပါတယ်။ပြီးတာနဲ့ဘာတွေ့ခဲ့လဲဘာဖြစ်ခဲ့လဲဆိုတာလုံးဝတခေါမှမမေးဘဲနဲ့ရလာတဲ့အခွင့်အရေးကိုတန်ဖိုးထားဖို့ပဲဆရာရန်ကပြောလိုက်ပါတယ်။ကြည်ရွယ်ကလည်းရှက်ကိုရှက်ကန်လေးနဲ့ခြေထုတင်တဲ့အကြောင်းကိုပြောလိုက်ပါတယ်။ခမရလို crash လိုမျိုးတစိမ့်မဆန်တော့ပါဘူး။အဲ့ဒီချိန်မှာတော့ချင်းထန်တရာငိုပြီးတော့ရောက်လာပြီလေ။ အကြောင်းကတော့မျက်နှာဖုံးဆွတ်ထားတဲ့လူတွေသူတို့လင်းမိသားစုတွေကိုကျူးကျော်ဝင်ရောက်လာပြီးတော့လူတော်တော်များများကိုဒဏ်ရာရအောင်လုပ်သွားတဲ့အပြင်လင်ကျန်းထန်နဲ့လင်းလျှောက်တို့ကလည်းအသက်နဲ့လဲပြီးတော့ခုခံနေရတယ်ဆိုတာပါလင်းတုံတယောက်ဆရာရန်တို့ကိုတောင်းနှုတ်မဆက်နိုင်မနဲ့အမြန်ပြန်လိုက်ရပါတယ်လင်းမိသားစုမှာတော့လင်းတုံရဲ့အဖေကနောက်ဆုံးမှာတော့ဒဏ်ရာတွေနဲ့ပြစ်လဲသွားပါတယ်တကူလုံးလည်းဒဏ်ရာတန်ချက်တွေကြီးပါပဲဟိုလူကတော့လင်းလျှောက်ရဲ့ခေါင်းကိုနင်းထားပြီးတော့ရန်ရွံတတ်ထုတွင်ကိုပေးမလာမပေးဘူးလားဆိုပြီးတော့တောင်းလိုက်ပါတယ် ဲ့လူရဲ့နာမည်ကတော့ကိုယ့်ရံဖြစ်ပြီးတော့တဆေဓာခိုင်ကပါလင်းလျှောက်ကတော့တတ်ထုတွင်ကသူတို့ရဲ့မျှော်လင့်ချက်ဖြစ်တာကြောင့်လုံးဝမပေးဘူးတားလိုက်ပါတယ်ဒါပေမဲ့လည်းအဖေဖြစ်သူကိုတားနဲ့ချိန်ချောင်းနေတာဆိုတော့လင်းကြံထန်းတယောက်မငင်းနိုင်ဘူးဖြစ်နေပါတယ်ဟိုလူကတော့တတ်ထုတွင်ကိုသာပေးမယ်ဆိုရင်ဒီတိုင်းထွက်သွားမယ်ကြောင်းပြောတော့ပေးဖို့ကိုသဘောတူလိုက်ပါတယ်လင်းလျှောက်ကောင်းကိုဓာနဲ့ရွယ်ပြီးတောင်းနေမှာတော့သဘောမတူလို့လည်းမရဘူးလေတထုတွင်ကိုပေးလိုက်လို့ရတယ်ဒါပေမဲ့သူ့သားနဲ့မျိုးနွယ်စုဝင်တွေကိုတော့လှုပ်ပေးဖို့ခရီးတောင်းလိုက်ပါတယ်ပြီးရနဲ့စာချုပ်ကိုပြစ်ပေးလိုက်ပါတယ် သူ့သားကိုလှုပ်ပေးဖို့ပြောတော့ရုပ်ဆိုးတဲ့အပြင်အကျင့်ကပုတ်လိုက်ပါလိမ့်တယ်။လင်းလျှောက်ကိုလှုပ်မပေးဘဲနဲ့တပ်ဖို့လုပ်လိုက်ပြီလေ။ဒါကိုလွှဲလိုက်တဲ့အချိန်မှာတော့လင်းတုံတယောက်အချိန်မီပြန်ရောက်လာပါတယ်။လင်းတုံကိုမြင်တော့အရင်တစ်ခါကသူ့ဒိုင်းသားတွေကိုဒဏ်ရာရအောင်လုပ်ခဲ့တဲ့သူမှန်ကိုယ့်ရန်တည်သွားပါတယ်။ အပိုင်းတက်အစမှာပါခဲ့တဲ့သူတွေပါတဆေသားကိုရန်ဆိုတာကရန်မျိုးတော်ရဲ့စွဲရဲအမျိုးတွေဘုံအနှဲငယ်ပြေဝခြင်းအဆင့်ရဲ့နံပါတ်1ဆိုပြီးနာမည်ကြီးပါတယ်။ဒါကြောင့်လင်းချန်ထန်းကတူတူပူပေါင်းပြီးတော့တိုက်မဲ့အကြောင်းကိုပြောလိုက်ပါတယ်။လင်းတုံကတော့တယောက်တည်းရှေ့ထွက်သွားပါတယ်။ပြီးတာနဲ့စတက်ရပါပြီ။ကိုရန်ကပြေးပြီးခုတ်တော့ကာလိုက်ပြီးတော့တွန်းထုတ်လိုက်တာကြောင့်အနောက်ကိုလွန်သွားပြီးတော့ကိုရန်တယောက်တဆေခုတ်ချက်ကိုထပ်သုံးလိုက်ပါတယ်။ဒါပေမဲ့လင်းတုံကတော့အေးဆေးပဲပြန်တိုက်လိုက်နိုင်တယ်လေ။ကိုရန်ကတော့အသေးတံကာလိုက်ရပါတယ်။ပြီးတာနဲ့ကိုရန်တယောက်ကိုကွဲတွေကိုထုတ်ပြီးတော့တိုက်လိုက်ပြီလေ။ နင်းတုံကလည်းအေးဆေးပဲရှောင်ပြီးတော့ပြန်တိုက်လိုက်ပါတယ်အသွင်ပြောင်းအလင်းကိုတုံးလိုက်တဲ့အချိန်မှာတော့ကိုရံတယောက်ကာနေရင်တဲ့တင်ဘဝပြောင်းသွားပါပြီအဲ့ဒီချိန်ဆရာရံရောက်လာပြီးတော့လင်းတုံတယောက်စွမ်းအားတွေပုံမြင်လာတဲ့အတွက်လင်းမိသားစုကတော့ရံမြို့မှာဘယ်အားစုကိုမှကြောက်စရာမလိုတော့တဲ့အကြောင်းကိုပြောလိုက်ပါတယ်လင်းတုံတယောက်ဥဆောင်ပြီးတော့လင်းမိသားစုကလူငယ်တွေကိုတိုက်လေ့ကျင့်ပေးနေပါတယ်ညရောက်တော့လင်းတုံကြင်ညာရင်နဲ့ရွှေစွမ်းရင်တွေကိုကြင်ညာတာကစိတ်စွမ်းရင်ကိုကြင်ညာတာထက်ပိုပြီးခက်ခဲတဲ့အကြောင်းရေရွတ်လိုက်ပါတယ် ီချိန်နဲ့ဆိုရင် လာပေါင်းများစွာအကြာမှာစွမ်းရည်အမြူတွေပုံအနှဲငယ်ပြေဝခြင်းအဆင့်ကိုရောက်နိုင်မှာကိုစဉ်းစားလိုက်ပါတယ်အကျောဆန့်ပြီးတဲ့နောက်မှာတော့အဖိုးနဲ့အဖေဘိုးဘေးမျိုးမျိုးအကြောင်းပြောတာကိုကြားလိုက်ပါတယ်တာယန်တောင်ကျောပေါ်မှာကိစ္စကြီးတစ်ခုခုများဖြစ်သွားလို့လားဆိုပြီးတော့လင်းကြံထန်းကတွေးလိုက်ပြီမဲ့လင်းလျှောက်ကတော့မျိုးနွယ်စုပြန်ွယ်ကိစ္စများဖြစ်နေမလားဆိုပြီးတော့ထင်ကြေးပေးလိုက်ပါတယ်မျိုးနွယ်စုပြန်ွယ်ကတော့မဖြစ်နိုင်ပါဘူးဘာလို့လဲဆိုတော့အချိန်ကနှစ်နှစ်တောင်ကျန်သေးတယ်လေ လင်းလျှောက်ကတော့လင်းတောင်ရဲ့စွမ်းရည်နဲ့ဆိုရင်နှစ်နှစ်အကြာမျိုးနွယ်စုပြိုင်ပွဲမှာအနိုင်ရဖို့မျှော်လင့်ချက်အများကြီးရှိတဲ့ကြောင်းကိုပြောလိုက်ပါတယ်။လင်းကျန်ထန်းကတော့သူတို့မိသားစုပေးနိုင်တဲ့စွမ်းရည်အရင်းမြစ်ကအကန့်အသတ်နဲ့ရှိတဲ့အတွက်လင်းတောင်မှာသာအတွေ့အကြုံထွက်ရှာဖို့အခွင့်အရေးရှိခဲ့ရင်တကယ်ကြီးပြင်းလာနိုင်မယ်ကြောင်းကိုပြောလိုက်ပါတယ်။လင်းတောင်နိုင်ရဖို့ကိုတော့သူကမမျှော်လင့်ထားပါဘူး။လင်းတောင်ကတော့သူလင်းလန်ထန်းကိုနိုင်ကိုနိုင်ရမယ်ဆိုပြီးတော့ဆုံးဖြတ်ထားတာပါ။အဲ့ဒီချိန်ရှောင်းရံတကောင်အရေးတကြီးနဲ့ရောက်လာပြီးတော့လင်းတုံကိုသူနဲ့အတူတူလိုက်ခဲ့ဖို့ခေါ်လိုက်ပါတယ်။အကြောင်းကတော့ချင်းထန်တယောက်မိလဲသွားတာကြောင့်မလို့ပါ။အေးအေးစိတ်တွေကပြန်ထနေပါပြီ။ အေးဓာတ်တွေကိုဆုပ်ယူဖို့လုပ်နေတော့မှပဲမွေပါလေးထွက်လာပြီးတော့ချင်းထန်ရဲ့ခန္ဓာကိုယ်ကထူးခြားတဲ့အကြောင်းကိုပြောလိုက်ပါတယ်တကယ်တော့လင်းတုံတို့ကချင်းထန်ရဲ့ကိုယ်ကိုယင်စွမ်းရင်မကောင်းဆိုတဲ့ခန္ဓာကိုယ်ဆိုပြီးတော့တွေးထားကြတာပါမွေပါကတော့ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲဆိုပြီးတော့ချင်းထန်ရဲ့ကိုယ်ကမိုးနဲ့မြေကြားမှာအင်မတန်အစွမ်းထက်တဲ့မကောင်းဆိုတဲ့နတ်ဆိုးခန္ဓာကိုယ်ဖြစ်တဲ့အကြောင်းကိုပြောပြလိုက်ပါတယ်တခြားရင်ဆွမ်းရင်မကောင်းဆိုးဝါးခန္ဓာကိုယ်တွေကအနည်းနဲ့အများတော့ရန်ဆွမ်းရင်ကိုဆုပ်ယူပြီးတော့ပေါင်းဆက်နိုင်နေသေးပေမယ့်မကောင်းဆိုးဝါးနှက်ဆိုးခန္ဓာကိုယ်ကကြတော့ရန်ဆွမ်းရင်မှန်သမျှကိုညှင်းပယ်ပါတယ် ကယ်တင်ရမယ့်နီလန်းကတော့ရင်စွမ်းရင်မကောင်းဆိုးဝါးအငွေတမျိုးမျိုးကိုဆုပ်ယူဖို့ပါ။မွေပါလေးကတော့ချင်းထန်းကိုရန်စွမ်းရင်တွေဆုပ်ယူခိုင်းတာမျိုးမလုပ်ဖို့မှားလိုက်ပါလေ။ဒီလိုဆိုရင်စွမ်းရင်ကစွမ်းရင်အမျိုးတွေကိုဘယ်တော့မှမဖွဲ့စည်းနိုင်ဘူးလေ။ဒါဆိုရင်တော့မေးစရာမေးခွန်းကချင်းထန်းရန်စွမ်းအားတွေကဒီနေရာမှာပဲရက်တက်နေတော့မှလားဆိုတာကိုပါ။ဒါပေမဲ့မကောင်းဆိုးဝါးနှစ်ဆိုးခန္ဓာကိုကတော့လောက်ထိမညံ့ပါဘူး။ ချင်းထန်းကစွမ်းရည်အမျိုးတွေကိုမဖွဲ့စည်းနိုင်ပေမဲ့ရင်စွမ်းရည်အမျိုးတွေကိုတော့ဖွဲ့စည်းနိုင်တယ်လေ။ရင်နဲ့ရွံစွမ်းရည်နှမျိုးကရင်စွမ်းရည်အမျိုးတွေဖြစ်ပေါင်းဆက်ပြီးတော့မကောင်းဆိုးဝါးနှဆိုးခန္ဓာကိုကကြတော့မကောင်းဆိုးဝါးနှဆိုးရင်စွမ်းရည်အမျိုးတွေကိုဖွဲ့စည်းပါတယ်။ဒီလောက်ကောင်းတဲ့မျိုးစီလေးကိုအချိန်ယူပြီးတော့ရင်စွမ်းရည်အမျိုးတွေမဖွဲ့စည်းဘူးဆိုရင်တော့မကောင်းဆိုးဝါးနှဆိုးခန္ဓာကိုရဲ့တုံ့ပြန်တရားမှုကြောင့်အသိဉာဏ်တွေဆုံးရှုံးသွားပြီးတော့အသိစိတ်မရှိတဲ့လူဖြစ်သွားမှာပါ။အဲ့ဒါကိုကြတော့လင်းတုံတယောက်ရင်စွမ်းရည်အမျိုးတွေဖွဲ့စည်းနည်းကိုမွေးပါကိုအကြက်ကင်ပြီးတော့မေးပါတော့တယ်။ ဒါကြောင့်မွေးပါလေးကလည်းရင်ဆွမ်းရင်အကောင်တဲ့အရာကိုရှာခိုင်းလိုက်ပါတယ်အဲ့လိုရင်နာမျိုးနဲ့ပါပဲချင်းထန်ကိုရင်ဆွမ်းရင်အမျိုးတွေဖွဲ့စည်းနှုံကိုမြင်စီပါလေဒါကြောင့်မနဲ့စောစောလင်းလုံတယောက်ရွှေတထောင်ကုန်တဲ့အတင်းကိုတွားတွေ့ရပါတော့မယ်သူတို့မှာကအချိတ်ဆက်တွေအများကြီးရှိတဲ့အတွက်ရင်ဆွမ်းရင်အကောင်တဲ့အရာကိုရှာတွေ့နိုင်တော့တယ်လေနောက်နေ့မနက်မှာတော့ရွှမ်းစုစီကိုလင်းလုံရောက်လာပါတယ်ရွှမ်းစုကတော့တွေ့ရတဲ့စကင်ရှစ်တွေစလုပ်ပါတယ်ပြီးတာနဲ့လင်းလုံတယောက်ကိုရံကိုတပ်ပစ်တဲ့အကြောင်းကြားတယ်ဆိုတဲ့အကြောင်းနဲ့သူကလင်းလုံကိုရွှေတထောင်ကုန်တဲ့အတင်းမှာလင်းလုံရဲ့အလားအလာကိုအလေးထားဆုံးပဲဆိုပြီးပြောလိုက်ပါတယ် ီးတာနဲ့စက်ထမတန်းစာဝင်းကျင်ဆေးပင်မိစားသွေးနေသည်ကိုထုတ်ပြီးတော့လင်းတုံကိုဂုံပြူတဲ့လက်ဆောင်အနေနဲ့ပေးလိုက်ပါတယ်လင်းတုံကတော့ပစ္စည်းကတော်တော်လေးတန်ဖိုးကြီးနေတဲ့အတွက်ယူဖို့ဝင်လင်းနေတာကြောင့်ရွှမ်းစုကတော့သူ့ကိုယ်တိုင်ပေးလိုက်ရင်းနဲ့ရွှေတပေါင်းကုန်တဲ့အတင်းကလင်းတုံနဲ့ချစ်ကြည်ရင်းနှီးမှုကိုအယံကိုအလေးထားတဲ့ကြောင်ပြောလိုက်ပါတယ်တင်ညာရှင်ကိုမျှော်စားရမယ်လေလင်းတုံကတော့ကျေးဇူးတင်စကားပြောလိုက်ပြီးတော့ရွှေတပေါင်းကုန်တဲ့အတင်းမှာရင်စွမ်းရင်အားကောင်းပြီးတော့အေးအေးတဲ့အားကောင်းတဲ့ပစ္စည်းလေးများရှိမလားဆိုပြီးတော့မေးလိုက်ပါတယ်ရွှေတပေါင်းကုန်တဲ့အတင်းမှာကုန်ပစ္စည်းတွေအများကြီးရှိပေမဲ့လင်းတုံမေးတဲ့အံ့ဘွယ်ပစ္စည်းကတော့ပေါ်မလာသေးတဲ့အကြောင်းကိုပြန်ပြောလိုက်ပါတယ်ဒါပေမဲ့ကောင်းက နှစ်မီလီယံတောင်တန်းမှာတော့နိဗ္ဗာန်ပုံအစင်းရှိရဲ့အားကောင်းသူတယောက်ခြံခဲ့တဲ့ရှေးဟောင်းတင်ကြိုင်းပေါ်လာတဲ့သတင်းကိုတော့ရှွမ်းစုတယောက်ပြောပြလိုက်ပါတယ်။မျိုးနွယ်စုကြီးလေးခုတောင်မှလူတွေလွတ်လိုက်တယ်လေ။အဲဒီတော့မှအရင်ညားကသူ့အဖိုးလိုပြောခဲ့တာကိုပြန်တွေးမိသွားပါတယ်။အဲဒီရှေးဟောင်းတင်ကြိုင်းထဲမှာကလင်းတုံရှာနေတဲ့မကောင်းဆိုးဝါးရင်စွမ်းရဲ့ငကားတရွေးရှိကောင်းရှိနိုင်တယ်လေ။ဒီလိုဝင်းကျင်ဆေးဝါးမျိုးကလည်းနိဗ္ဗာန်ပုံအစင်းအားကောင်းသူရဲ့တင်ကြိုင်းမှာပဲတွေ့နိုင်တဲ့အခွင့်အရေးရှိတာပါ။နောက်ဆုံးတော့လင်းတုံတယောက်နိဗ္ဗာန်ပုံအစင်းအားကောင်းသူရဲ့တင်ကြိုင်းကိုတွားကြည့်ဖို့အကြောင်းဖန်လာပါပြီ။ဒါကြောင့်ရှွမ်းစုကိုနှုတ်ဆက်ပြီးတော့ထွက်လာခဲ့ပါတယ်။ တကယ်တော့အဲ့ဒီတင်ဆိုင်ထဲမှာအဖိုးတန်ဆုံးကနိဗ္ဗာန်နှလုံးသားပါနိဗ္ဗာန်နှလုံးသားဆိုတာကနိဗ္ဗာန်အစဉ်အင်အားကြီးသူမရှိတော့တဲ့နောက်မှာသူတသက်သာရွံစွမ်းရည်တွေကအချိန်ကြာကြီးပျောက်မသွားဘဲနဲ့နှလုံးသားဖြစ်ဆူဆီးသွားတာပါတာမန်လူတယောက်ကသာနိဗ္ဗာန်နှလုံးသားကိုရမယ်ဆိုရင်ဖန်ဆင်းခြင်းဘုံစင့်ထီအောင်ရောက်သွားနိုင်ပြီးတော့ပါရမီထူးချွန်လူတွေသာရမယ်ဆိုရင်နိဗ္ဗာန်ဘုံစင့်ကိုတစ်ခါတည်းရောက်သွားမှာပါလူရမဲ့လူတွေကြောင့်မပြောခင်မှာရှေးဟောင်းတင်ဆိုင်ပိုင်ရှင်တသက်ရှင်တွေတုန်းကထောင်ခဲတဲ့ဆက်ရန်တရားတွေနဲ့အနေရကတော်တော်များပါတယ် လင်းတုံကတော့နိဗ္ဗာန်နှလုံးသားကိုစိတ်ဝင်စားမနေဘဲနဲ့မကောင်းဆိုးဝါးရင်ဆွမ်းရင်ငါးသရွေးကိုအရင်ရဖို့ကိုပဲတွေးလိုက်ပါတယ်။ပြီးတာနဲ့ချင်းထန့်စီကိုပြန်လာပြီးတော့သူ့တေချာပေါက်ဖြည့်ရှင်းပေးမှမို့လို့စိတ်ချဖို့ပြောလိုက်ပါတယ်။ရှေးဟောင်းတင်ကြိုင်ကတော်တော်လေးကိုမလွယ်တဲ့အရာမို့လို့လင်းတုံကသူ့ကိုကူညီမှလားဆိုပြီးတော့မွေးပါလေးကိုမေးလိုက်တော့ကူညီလို့ကရပြီမယ်။တကယ်လို့သူ့ရဲ့မိစ္ဆာဝိညာဉ်ကိုပြန်ကောင်းမွန်စေတဲ့အရာတွေ့ခဲ့ရင်အားကုန်ထုတ်ပြီးတော့လူပေးရမယ်ဆိုတဲ့ဂရုကိုတောင်းလိုက်ပါတယ်။လင်းတုံကလည်းသဘောတူလိုက်တယ်လေ။ အဲ့ဒီအချိန်မှာပဲတယောက်ယောက်ပြဿနာရှာနေတဲ့အတန်ကိုကြားလိုက်ပါတယ်သူကတော့ဘိုးဘေးမျိုးနွယ်စုကလူပါလင်းမိသားစုကိုလာပြီးတော့မင်းတို့ဒီလောက်ပဲရည်ချင်းရှိရလားဘာလားနဲ့ပြဿနာရှာနေတာလေပြီးတာနဲ့အရင်တုန်းကဘိုးဘေးမျိုးနွယ်စုညီလာခံမှာပထမဆုံးပွဲမှာတင်ဒုက္ခိတဖြစ်သွားအောင်စော်ခံလိုက်ရတဲ့အတုံးမကျတဲ့ကောင်းကောင်ရှိတာကိုမှတ်မိပြီဆိုပြီးတော့လင်းတုံအဖေကိုစော်ကားပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာလင်းတုံပပိတ်ချတာကိုခံလိုက်ရပြီလေလင်းတုံကိုတွေ့တော့ဘသူမှလို့သူ့မျက်နှာကိုလာရိုက်တာလဲဆိုပြီးတော့မေးလိုက်ပါတယ်လင်းတုံလဲဆိုရောလက်ဆက်တက်တော့မိသားစုခွဲကအတုံးမကျတဲ့ကောင်ဆိုပြီးထနိုင်ပါတယ် တကယ်တော့ရောက်လာတာကသူတယောက်တည်းမဟုတ်ပါဘူးကောင်မလေးတယောက်လည်းပါပါတယ်ဘူဘေးမျိုးနွယ်စုရဲ့ရှေးဟောင်းတင်းချန်းခရီးစဉ်မှာလင်းတုံကိုခေါ်သွားပေးဖို့လင်ကြံထန်းကပြောလိုက်ပါတယ်မိန်းကလေးလင်ကတော့မခေါ်ချင်ပါဘူးဧည့်သည်တယောက်ပို့ရင်အန်ဒီရဲတစားပို့များမယ်ဆိုပြီးတော့ပါနှစ်ယောက်သားလမ်းလျှောက်လာရင်းနဲ့ပြိုင်ဝဲခွင်းထဲမှာလင်းတုံကိုတွေ့လိုက်တာကြောင့်လင်ကြံထန်းကတော့လန်သွားပါတယ်တားဖို့လုပ်ပြီးမယ်မိန်းကလေးလင်ကတော့ဒီတိုင်းပဲထားလိုက်ဖို့ပြောလိုက်ပါတယ်ဟိုနှစ်ကောင်ကတော့စပြီးပညာရေးဆန်းနေကြပြီလေလင်းတုံကတော့ရေခဲနဲ့ဓားကိုထုတ်ပြီးတော့တိုက်လိုက်ပါတယ်ဟိုကောင်ကအခုချိန်ထိအေးဆေးပါပဲ ပြေးတိုက်တဲ့အချိန်လင်းတုံကတော့ဓားကိုစီးပြီးရှောင်လိုက်တာကြောင့်ဟိုကောင်ကအချိန်လွန်ပြီးတော့ပြုတ်ကျမလို့ဖြစ်တဲ့အချိန်မှာဓားနဲ့ထပ်တိုက်ပါတယ်လူလုံးစီကရထားတဲ့ဓားလေးအချိန်မထိန်းနိုင်ပဲမှောက်သွားတာကြောင့်လင်းတုံကတော့အပေါင်းဖော်ရင်းနဲ့တူတူလှောင်လိုက်ပါတယ်ဒါပေမဲ့ဟိုတယောက်ကတော့မကျေနပ်ဖက်နဲ့အတီကြီးတွေချနေပါပြီကြောက်စင်းချိန်မှားတဲ့လက်သေးကိုထုတ်သုံးလိုက်ပါတယ်လင်းတုံကလည်းချီမန်တစိုက်ကိုတုံးပြီးတော့အသွင်ပြောင်းလင်းကိုထုတ်သုံးလိုက်တဲ့အတွက်ဟိုကောင်မှောက်သွားပါပြီ။စုခရူလိုက်နဲ့ ထပ်တိုက်လိုက်တဲ့ချိန်မှာတော့လင်းတုံနိုင်ရသွားပါတယ်။မိန်းကလေးလင်ကဓာကိုကြည့်ပြီးတော့လင်းတုံရဲ့စွမ်းရင်ကိုသဘောကျသွားတာကြောင့်လင်ကြံထန်းတောင်းဆိုတာကိုလက်ခံလိုက်ပြီလေ။ညာဘက်ကိုရောက်တဲ့အခါမှာတော့အစင်းကမတက်နိုင်သေးတဲ့အကြောင်းကိုတွေးပြီးတော့ရွှမ်းစုပေးလိုက်တဲ့မိစ္ဆာသွေးနီဒီကိုထုတ်ပြီးစွမ်းရင်တွေကိုစုပ်လိုက်ပါတယ်။ပြီးတာနဲ့ချင်းချံကြည့်တဲ့ချိန်မှာတော့နောက်ဆုံးစွမ်းရင်အမျိုးတွေပုံအနည်းငယ်ပြေဝခြင်းအဆင့်ကိုရောက်သွားပါတယ်။နောက်တစ်ရက်မှာတော့မိန်းကလေးလင်ကလင်းတုံကိုခရီးစားဖို့လာခေါ်လိုက်ပါတယ်။ချင်းထန်းကိုလည်းသူ့ပြန်လာတာစောင့်နေဖို့မှာလိုက်ပါတယ်။ခရီးနှင်လာရင်းနဲ့ပဲလင်းတုံတို့အခုဆိုရင်ကောင်းကင်မီလီယံတောင်တန်းရဲ့ဘဟုနေရာကိုရောက်နေပါပြီ။ အဲ့ဒီမှာတောင်းကျမ်းနေတဲ့မိစ္ဆာသားရဲတွေအပြင်လူတက်ရင်တောင်မြတ်တောင်မခတ်တဲ့တောင်သမားတွေလည်းရှိနေပါတယ်လွယ်လွယ်နဲ့ကင်တွယ်လို့မရတဲ့လူတွေဖြစ်တာကြောင့်တတိထားဖို့မှန်လိုက်ပါတယ်ကောင်မလေးနာမည်ကတော့ခဲရပါလင်ခဲရပါ ညရောက်တဲ့အခါမှာတော့စက္ကန်းချလိုက်ပါတယ်အကုန်လုံးအိတ်နေပြီမဲ့လင်းတုံနဲ့လင်ခဲရကတော့မအိတ်သေးပါဘူးဟိုတကောင်ကတော့ကိုယ့်အိမ်ကိုရလို့ပဲအိတ်သာတိုးနေရပါပဲတကယ်တော့ရှေးဟောင်းတင်းချိုင်းတရင်ကပြန့်နေတာကြာပြီမို့လို့အခုသွားရင်နောက်ကျမနေဘူးလားဆိုပြီးမေးလိုက်ပါတယ်အဲ့ဒါနဲ့ရှေးဟောင်းတင်းချိုင်းဆိုင်ရင်ပြင်ဘက်မှာနိဗ္ဗာန်ဘုံအစဉ်အင်အားကြီးသူတယောက်အသက်ရှင်တော့ကဖန်ထီးခဲ့တဲ့ခြေတစိတခုရှိပြီးတော့အဲ့ဒါကဖန်ဆင်းခြင်းဘုံအစဉ်သုံးကိုရောက်တော့မဲ့အင်အားကြီးသူပါပဲတစိတ်ကိုဖျက်ဆီးနိုင်မှာပါတကယ်တော့ခဲရတို့ကလမ်းကြောင်းရှာရုံတသက်ပဲဖြစ်ပြီးတော့တကယ်အင်အားကြီးသူတွေကနောက်မှပဲရောက်လာမှာပါ ဘူဘေမျိုးနယ်စုကရောက်လာမဲ့သူကတော့လင်းတုံမျောနေတယ်လင်းလန်ထမ်းပါပဲအဲ့ဒီချိန်လှုပ်ရှားမှုတစ်ခုပေါ်လာပြီးတော့မြူရေကြားကနေဓာတ်တွေနဲ့တဖွဲ့ပြီးတဖွဲ့ထွက်လာပါတယ်အဲ့ဒီလူတွေကလင်းတုံရဲ့ရှောင်းရံလေးကိုလိုချင်နေတယ်လေတောင်တမရတွေပါခေါင်းဆောင်ရဲ့နာမည်ကတော့စုံတောင်းလေးပြီးတာနဲ့ပြေးတက်လိုက်တာကြောင့်ခဲရတယောက်ဓာတ်ကိုထုတ်ပြီးတော့ရှင်းပြလိုက်ပါတယ်သူဓာတ်ကတော့ဝိညာဉ်ရဲ့နာတစ်ခုဖြစ်ပြီးတော့ရိုးရိုးသားသားပြောရမယ်ဆိုရင်ဝိညာဉ်ရှိတဲ့အရာကိုဝိညာဉ်ရဲ့နာလို့ခေါ်ပါတယ် အဲ့ဒါကိုအ ਨੇ ဆုံးဝိညာဉ်ဆောင်ဆရာမှာပဲဖန်တီးနိုင်တာပါဟိုဘက်ကဒေါသထွက်သွားပြီးတော့အဖွဲလိုက်စတိုက်ကြပါတော့တယ်ဒါပေမဲ့ခဲရကပဲအကုန်လုံးကိုချွေးတောင်မထွက်ဘဲနဲ့ရှင်းပြလိုက်နိုင်တယ်လေစုံတောင်းတိုက်ဖို့လုပ်တဲ့အချိန်မှာတော့လင်းတုံကဝင်တားပြီးတော့သူ့နဲ့တိုက်ဖို့ကိုပြောလိုက်ပါတယ်တကွက်ထဲနဲ့အသက်နှုတ်ပြစ်မယ်ဆိုပြီးတော့ကြားငါးကောင်ဓာဖြက်လက်ဝါကိုတုံးပြီးတော့လင်းတုံကိုတိုက်လိုက်ပါတယ်လင်းတုံကတော့ချီမန်တစိုက်ကိုတုံးပြီးတော့ကာလိုက်ပေမဲ့လင်းတုံပဲလွန်ထွက်သွားပြီလေထပ်တိုက်တဲ့အချိန်မှာတော့လင်းတုံတယောက်အသွင်ပြောင်းစီရင်ကိုထုတ်ပြီးတော့တိုက်လိုက်တာကြောင့်မလို့စုံတောင်းတယောက်အသေးတန်ကာလိုက်ရပြီးအမျိုးတွေကိုတောင်းထုတ်သုံးလိုက်ရပါတယ် အားထက်ထဲတဲ့အချိန်မှာတော့နှစ်ဖက်လုံးနောက်ကိုလွန်သွားပြီးတော့စုံတောင်းလဲမှောက်သွားပြီလေစွမ်းရည်မြူတွေလည်းပျက်စီးသွားသလိုတပည့်တွေလည်းရှော့သွားတာကြောင့်တကောင်နဲ့ထွက်ပြေးသွားပါတယ်ထပ်လိုက်ဖို့လုပ်ပေမဲ့မွေပါကတားလိုက်ပါတယ်အမြူတွေပျက်စီးမှတော့ဘာမှလုပ်လို့မရတော့ပါဘူးနောက်နေ့မနေ့ရောက်တော့၃ယောက်သားခရီးဆက်ခဲ့ကြပါတယ်လင်ချန်းတစ်ယောက်ကလည်းလင်းတုံရဲ့စွမ်းအားအစစ်မှန်ကိုတိသွားပြီးတော့ဆက်ဆံပုံတွေပြောင်းသွားပြီလေနောက်ဆုံးတော့ရှေးဟောင်းတင်းချရဲ့ဆိုင်အင်တီနီယာကိုရောက်သွားပါပြီအရင်ဆုံးဘိုးဘေးမျိုးနွယ်စုကလူတွေနဲ့တွေ့ဖို့လုပ်လိုက်ပါတယ်အကုန်လုံးကဝင်လာတဲ့သူတို့ကိုဝိုင်းကြည့်နေကြတယ်လေဘိုးဘေးမျိုးနွယ်စု၄ခုလုံးကတနေရာထဲမှာစုနေကြတာပါ ခဲရကတခြားသူတွေကိုဂယူမဆိုင်ပဲနဲ့အချိန်ရတော့အနားယူကိုမှားထားလိုက်ပါတယ်။လင်းလုံတယောက်ကျင့်ကြံနေတဲ့အချိန်မှာပဲလင်းလန်ထန်းကတော့စွန့်ရင်ငှက်ကြီးကိုစီးပြီးတော့ရောက်ချလာပါတယ်။အကုန်လုံးကအကိုကြီးလင်းလန်ထန်းလာပြီဆိုပြီးတော့အောက်ကနေအော်နေကြတယ်လေ။တကယ်တော့လင်းလန်ထန်းစီးလာတဲ့ငှက်ကသူ့ရဲ့ရွံစွန့်ရင်နဲ့ဖန်တီးထားတာပါ။အစ်စ်မဟုတ်ပါဘူး။ဒါကိုကြည့်တာနဲ့လင်းလန်ထန်းကစွန့်ရင်ဖန်ဆင်းခြင်းပုံစံကိုရောက်နေတာကြာပြီမှန်သိနိုင်တယ်လေ။အဲ့ဒီချိန်လျှက်စီးတွေနဲ့အတူဝန်ရံလည်းရောက်လာပါတယ်။သူကတော့ဘိုးဘေးမျိုးနွယ်စုရဲ့ဝန်မျိုးနွယ်ကပါ။သူ့ရဲ့အစ်စ်ကတော့ပုံတံဖန်တီးခြင်းပုံဖြစ်နိုင်ပါတယ်။ လန်ထန်းတတ်တော့အစ်စ်နေနဲ့လေသူကင်ထားတဲ့ရွှေရောင်လန့်ကြီးကလည်းတော်တော်လေးကိုထူကြပါတယ်အဲ့ဒါကတော့တာလော့ရွှေလန်မှာနောက်ထပ်ရောက်လာတဲ့သူကတော့နည်းနည်းလေးနှွဲ့နေတဲ့ချင်းမျိုးရိုးဘူဘွေးမျိုးနယ်စုကပါရမီရှင်ချင်းရှစ်ပါသူလည်းပုံတံတန်ဖန်တီးချင်းပုံစင်ပါပဲလင်းလုံးတယောက် သူတို့ကိုကြည့်ပြီးတော့အသက်လည်းတိတ်မကွာပဲနဲ့သူတို့ကတိုင်းအကျော်မော်တွေဖြစ်နေတဲ့အတွက်နည်းနည်းလေးတော့စိတ်တက်ကြသွားပါတယ်အဲ့တော့မွေးပါလေးကအပြင်ကဘာကလင်းလုံးထင်ထားတာထက်ပိုကြီးတဲ့အကြောင်းပြောပြီးတော့တာရန်တော်ဝင်မင်းဆက်ကလည်းဘာမှမဟုတ်တဲ့အကြောင်းကိုပြောလိုက်ပါတယ်ဒီဖန်စင်ချင်းပုံစင်သုံးခုကအစပဲရှိသေးတဲ့အကြောင်းမော်တီတီပေးနေပြီလေနောက်ဆုံးရောက်လာရမှာကတော့ဟွမ်ဖူမျိုးနယ်ဖြစ်ပေမဲ့ ူတို့မလာဘဲနဲ့ပိုတော်တဲ့သူကိုခေါ်ထားတာဆိုပြီးတော့လင်းလန်ထန်းကပြောလိုက်ပါတယ်ဒီတိုက်ရန်တော်ဝင်မင်းဆက်မှာလင်းလန်ထန်းတော်တယ်လို့ပြောနိုင်တဲ့သူကတိတ်မရှိပါဘူးနောက်ဆုံးရောက်လာတဲ့သူကတော့ကောင်မလေးဖြစ်ပြီးတော့သူ့နာမည်ကတော့ချင်းကျူပါမျက်နှာလေးကိုအုပ်ထားပြီးတော့နတ်သမီးတမျှလှပါတယ်လေပြီးရနဲ့၄ယောက်သားပေါင်းပြီးတော့ချိတ်တဆိတ်ကိုဖျက်ဆီးလိုက်ကြပါတယ်အရင်ဆုံးဝင်သွားတာကတော့ချင်းကျူပါပြီးရနဲ့ကြံတဲ့သူတွေလည်းလိုက်ဝင်လိုက်ပြီလေလင်းတုံကလည်းအရင်ဆုံးကြောင်တော်တော်လေးကြည်နေပြီးတော့မှနောက်ကနေလိုက်ဝင်သွားပါတယ်လင်းတုံတယောက်ဘာလို့ဆက်ပြီးကြောင်ရမလဲဆိုတာနောက်တစ်ပိုင်းမှာဆက်လက်ဆောင်ကြည့်ပေးပါဦးကျွန်တော်တို့ channel ကိုလည်း like and subscribe လေးလုပ်သွားခဲ့ပေးပါဦးခင်ဗျာ